ကဲအန်ဘောင်းစင်းတိုင်းပေါ့နော်ဆိုတော့ဒီနေ့ကျွန်တော်အန်ဘောင်းစင်းလုပ်ပေးမယ့်ဖုန်းလေးတစ်လုံးရောက်လာပါတယ်ဖုန်းပါပဲပို့ထားပါထုံးစံတိုင်းပဲဘာဖုန်းလဲဆိုတော့ကျွန်တော်ခီးမသွားခင်တည်းကရောက်မယ်ထင်တာဒါပေမဲ့ခီးသွားနေတော့ဂျာတက်မှာရောက်လာတဲ့ဖုန်း Sony ရဲ့ Xperia 1 Max 7ဆိုတော့ဒီဖုန်းရဲ့ဈေးနှုန်းကတော့63သိန်းရနေစားလိမ့်မယ်ပေါ့နော်ဆိုတော့အဲအချိန်နဲ့အမျှဈေးနှုန်းအပြောင်းလဲလဲရှိနိုင်ပါတယ်ဆိုတော့ကျွန်တော် review နဲ့ကူညီပေးထားတဲ့ဖုန်းပါရဲ့ page မှာအသေးစိတ်တွားရောက်မေးမြန်းစုံစမ်းလို့ရပါတယ်ကျွန်တော် caption မှာလည်းတက်တွဲပေးထားပါတယ်အဲ link ကိုလည်းကျွန်တော်ဒီအောက်မှာစာတမ်းလေးထိုးပေးထားပါတယ် ဆိုတော့ကျွန်တော်ပြောနေရကြပါတယ်အာကျွန်တော်အချစ်တော်ကိုဆိုးနိုင်ကိုစကားရင်းနိုင်မပြောဘဲနဲ့ဖောက်လိုက်တာပို့ပြီးတော့အဆင်ပြေပါလိမ့်မယ်ဆိုတော့ကျွန်တော်တို့နည်းနည်းတတ်တတ်ရရလေးဟဲ့အကောင်တွန့်ချေကိုဟွန်းနေ့စဉ်နေ့တိုင်းလဲဒီပုံစံပဲဒီဒီဇိုင်းပဲဒီလိုမျိုးပဲလာနေရပဲဒါပေမဲ့ Sony ဖြစ်နေတာကိုက ဖောက်ကျင်တဲ့စိတ်ကိုဖြစ်စေဖြစ်နေတာပေါ့နော်။ဟောကြောင်းပြန်။ငါလေတော်တယ်။ကောင်းပါလေ။ဖင်လေးပဲတက်မြင်ရအောင်ပေါ့။အာ။ okay ပါပဲအယောင်လေး။လှကြပဲဟာ။ဒီယောင်လေးလာရဲ့။ဘေးပဲရော frame ရောပါသူဒီယောင်လေးတုံးပေးထားတယ်။ဟာပြော။ဟာအစင်းနေတယ်။ ာပြန်ပြတ်တယ်ဗောနော်ဟိုလက်သေးသွေးချင်အောင်သွေးလို့ရတယ်သူ့တက်ရှာတော်တော်မိုက်တယ်ဆိုတော့ထုံးစံတိုင်းပါပဲကျွန်တော်တို့ရဲ့ကိုဆိုးနိုင်ကတော့ဒီဒီဇိုင်းဒီပုံစံဒီကလာဒီချိုးပဲအများချိုးနေတာပါပဲဒါပေမဲ့ကျွန်တော်တို့လေကိုဆိုးနိုင်ဖြစ်တဲ့အတွက်သူဘလို့ချိုးပဲချိုးချိုးပေါ့နော်အရင်ကြီးစားလို့ပဲဆိုတော့ကျွန်တော်တို့စပြီးတော့ဆက်တပ်လေးလုပ်ကြည့်အောင်ဒီဇိုင်းပန်းကတကယ်တမ်းပြောရင်တော့ဘာမှ အများကြီးပြောနေကြမရှိဘူးပေါ့နော်တကျွန်တော်တို့ focal နဲ့ပြောင်းလို့ရတဲ့ daily sensor ပါလာမယ် ultra wide ဒီနေ့မှာ ultra wide ပိုကောင်းလာတယ် main sensor ဆိုတော့ main sensor ကိုဘယ်သူဇိုင်းရဲ့ test star code လောက်ထားလာတာမသိဘူးပေါ့နော်ဒါပေမဲ့မနေ့က Xperia 1 Max 6မှာက camera ဘိုင်းတိတိတတာလေးပိုကောင်းလာတယ်ဒါပေမဲ့ဒီနေ့မှာတို့ main sensor ကိုထပ်ပြီးတော့ upgrade မလုပ်ဘူး um upgrade မလုပ်ဘူးဆိုတာ hardware ဘိုင်းမှာ upgrade မလုပ်ဘူးအဲ ultra wide sensor ကို hardware ဘိုင်းမှာ upgrade လုပ်လာတယ်ဆိုတော့ကျန်တာကတော့ကျွန်တော်တို့ ဒီ Sony ရဲ့ FR ကင်မရာပေါ့နော် ကျွန်တော်အခုရိုက်နေတဲ့ကင်မရာရဲ့နီးပညာလေးကိုဒီမှာထည့်ပြီးတော့ပေါင်းလာတယ်ဆိုတော့ကျွန်တော်စပြီးတော့ setup လုပ်ကြည့်အောင် a few minutes later ဆိုတော့ setup ကတော့လုပ်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော် offline setup ပဲလုပ်လိုက်တာအာဒီမှာကျွန်တော်တို့စပြီးတော့ display display ကိုမပြောခင်မှာထုံးစံနိုင်ပဲပေါ့နော်ကျွန်တော် Sony ရဲ့အာဖြစ်နေတဲ့အတွက်ဒီ above bezel တွေ black bar ကြီးရရှိနေမှာပဲဒါကလည်း ူမှမပြောင်းတာသူမှမပြောင်းတော့ကိုလည်းဘာမှပြောလို့မရဘူးပေါ့နော်ဒါဒီအောင်မှာဘေးမှာ dashboard ထည့်မယ်လုံးဝ Sony ရဲ့ stock and drive ပါပဲအဲ့တော့ display မှာသူဘာလေးပြောင်းလဲလာလဲ6.5 inches ပြား6.5 inches ဆိုတော့ကျွန်တော်မကြီးလို့မသေးလို့ ਨੇ display လို့ပြောလို့ရတယ်ဒါမှကျွန်တော်ဟိုဟာဟိုတက်တမှုပြောင်းရင်တချို့ကြီးလာရန်လုံးမယ်ပေါ့နော်ဆိုတော့မပြောင်းတော့ဘူးဒီတိုင်းပဲကြည့် flicker ထားနေလဲ flicker ထားရလို့ပဲမှတ်လိုက်တော့ဆိုတော့ဒီမှာကျွန်တော်တို့ image quality setting နဲ့ဒီမှာ recommended ပေါ့နော်သူ recommended ပေးထားတဲ့ဟာကအမ် optimize for smartphone use and display content နဲ့အဲ့အောင်မှာကျွန်တော် custom သွားမယ်ဆိုရင် standard mode ရဲ့ auto creator mode ကဲနောက်ပြီးမှ creator mode ကဲ real time hdr drive video image enhancement ဒီမှာ creator mode ထဲကိုသွားမယ်ဆိုရင် color ကိုကျွန်တော်တို့ဟို video edit လုပ်တာမျိုးလို့ဘာလို့မှ color မှန်အောင်သူချိန်ပေးမယ် ဆိုတော့ဟို power by bravia ပြာကျွန်တော် sony tv တွေမှာသုံးတဲ့ technology ကိုဒီဟိုဖုန်းကိုသူတို့ထည့်ပေးထားတယ်အဲ့ဒါလည်းအရင်တည်းကထည့်လို့ထည့်ပေးပေါ့နော်ဒါပေမဲ့ဒီနှစ်မှာသူတို့တော်တော်လေး mention လုပ်ထားတယ်ဆိုတော့ကျွန်တော်အသေးစိတ်စမ်းပြီးတော့သူ့ရဲ့ display ဘယ်လိုနေလဲဆိုတာလေးပြန်ပြောပြမယ်ဒီမှာ refresh rate ဆိုရင်လည်းရှင်းတယ်ဗျာ high refresh rate သုံးမှလားမသုံးလားပဲနှစ်ခုပဲပေးထားတယ် sony ကတကယ်လုံးဝ old school ပဲသုံးကျင်သုံးမသုံးကျင်နေ 60hz 120hz ဒါပဲနင်းကြိုက်ရင်သုံးမကြိုက်မသုံးနဲ့အဲ့လိုမျိုးပဲသွားထားရပါဘောနော် တော့ display ban ကတော့ဘာမှအများကြီးပြောနေစရာတော့မရှိတော့ဘူးတကယ်တမ်းလဲပြောစရာ audio ပြ audio မှာကျွန်တော်တို့ဒီအပေါ်မှာ3.5 mm headphone jack ပေါက်ပါတယ်အာဒါလေးကတော့ကျွန်တော်သူဟိုဒီ design ဘက်မှာဒီ module module အပြောင်းလဲလုပ်ထားတယ်ဗျာအဓိကကို upgrade လုပ်ထားတယ်ဗျာ circuit board အပြောင်းလဲလုပ်ထားတယ်ဆိုတော့အဲ့အရာတွေကတော့ကျွန်တော်တို့နည်းနည်း review ကြမှာပဲအသေးသေးကျွန်တော်ပြောလို့ရမယ်အဲ့တော့ကင်မရာဘက်မှာကျွန်တော် ultra wide ဆန်းလို့ရမယ် performance ဘက်မှာလည်း Qualcomm Snapdragon 7 အဲ7တော့ဖြစ်ကုန်ပြီ8 elite 3နဲ့8 elite နဲ့ပဲလာမှာဆိုတော့လေဒါကလည်းဘာမှအများကြီးပြောနေစရာမရှိဘူးဆိုတော့ကျွန်တော်ကင်မရာဘိုင်းကိုကျွန်တော်မဆန်းပြခင်မှာအရင်ဦးဆုံးသူ့ရဲ့ tele sensor ပေါ့နော်ဒီဟာက focal lens နှစ်ခုကိုကျွန်တော်တို့ optical သွားတဲ့ဟာကျွန်တော်တို့ digital ပြောင်းတဲ့ဟာမျိုးမဟုတ်ဘူးဆိုတော့3.5ကနေ7.1ထိကကျွန်တော် optical zoom ဆိုတော့7.1 7.1 7.1ဆိုရင် တူးတွန့်တူး210မီလီမီတာလောက်သွားမလားတော့မသိဘူးပေါ့နော်ဆိုတော့အဲ့လောက်ထိကိုသူကတယ်လီကို object ကဲသွားတယ်ဆိုတော့တယ်လီဘိုင်းနဲ့ပတ်သက်ပြီးတော့ဟိုမိနစ်3ကတည်းက Xperia 1 Max မှာတည်းကမိုက်တယ်ပေါ့နော်ဆိုတော့ဒီမှာ ultra wide ကို0.76ထိသူပေးထားတယ်ပတ်7ထိသူပေးထားတယ်ဟဲ့မဲ့ pro video တဲ့ okay ဆိုတော့ဒီမှာ pro video ဆိုတော့ကျွန်တော် video တကယ် pro level quality နဲ့ရိုက်လို့ရအောင်သူထည့်ပေးထားတယ် pro photo ဆိုရဲ့ online လေးပါလာတယ် ီးတော့ကျွန်တော် bokeh bokeh ကတော့တကယ်တော့ဒါဟို portrait မှုပေါ့နော်ဒါပေမဲ့ Sony ကဒီမှာတော့ bokeh လို့ပဲတုံးထားသေးတယ်ဒီမှာကျွန်တော် background ဝါတာကိုဘယ်လောက်ထိဝါမလဲဘယ်လောက်ထိ on နဲ့မဖြစ်မလဲချိန်လို့ရတယ်အမ်ပြီးတော့ photo မှာတော့ထုံးတန်နိုင်ခုနကကျွန်တော်ကြည့်ပါ යි AI camera work တယ်ပေါ့နော်ဆိုတော့ဒါဒီနှစ်မှာအစ်စ်ပါလာတဲ့ဟာအစ်စ်ပါလာတဲ့ဆိုတော့ stabilization which is stronger than of the standard video mode stabilization ပိုကောင်းအောင်လုပ်ပေးမယ်အဲကျွန်တော်တို့ auto frame ပေါ့နော်ကျွန်တော်တို့ဒီလူတယောက်ကိုရိုက်နေအဲ့လိုကပြေးတာကိုရိုက်နေဆိုရင်ကျွန်တော်တို့က auto frame လုပ်ပေးမယ် crop တော့ဖြစ်သွားလိမ့်မယ်ထင်တယ် subject တော်တော်တော်ကင်မရာ on ဖြစ်သွားပြီဆိုရင်တော့ light ပြပေးမှာပေါ့နော်ဆိုတော့ဒါလေးကတော့ AI camera work နဲ့ပတ်သက်ပြီး video အရင်ကြည့်ခိုင်းတယ်ပေါ့နော်ဆိုတော့ Sony သုံးမယ်ဆိုရင်တော့နည်းနည်းဒီဟာကလုပ်ဖို့တော့လေ့လာဖို့တော့လိုတယ်ပြီးတော့ telephoto macro auto framing macro လဲမနစ်ကကျွန်တော် xp1 max မှာတော်တော်လေးသဘောကျတယ်ဘိုကေး video ပါလာပြီးအဲ့မှာဒီ live streaming ဆိုတာပါလဲဟာ my light ဆက်တဲ့ the live streaming setting เนาะဒါအရင်ကတည်းကဟာပါကျွန်တော်ဟို Facebook မှာဘာညာ live လင့်မယ်ဆိုရင်ကျွန်တော်ဒီဟာနဲ့ဟိုဘယ်လိုပြောမလဲ Facebook ရဲ့ app ထဲကိုသွားပြီးတော့ live လင့်နေစရာမလိုဘူးဗျာသူ့ရဲ့ဒီ camera app ထဲကနေပြီးတော့ live လင့်လို့ရတာဗျာအဲ့ဒါလေးတမိုက်တယ်ဟုတ်ဆိုနေကဆိုနေရတော့တခြားအိမ်နဲ့ကွဲထွက်နေတော့မှာပဲအဲ့တော့ကျွန်တော်အရင်ဦးဆုံးဒီအခန်းထဲမှာပဲဒီ lighting လေးနဲ့ပဲတပုံတပုံလောက်ဆန်းရိုက်ကြည့်လိုက်တာပေါ့နော် for better image quality ရဲ့ moving further away from the object နော်ပိုခေးဖြစ်နေလို့ညရိုးဖိုတိုနဲ့ပဲရိုက်လိုက်မယ်။ဟောကရှက်တာတန်းအဆိုနီရဲ့ရှက်တာတန်းလေ။အင်းဒီထဲမှာတော့ထုံးစံတိုင်းပဲကျွန်တော်တို့ဘာမှအများကြီးပြောနေစရာတော့မရှိဘူးပေါ့နော်ဒါကျွန်တော်ကောင်းပါပါပဲမနေ့ခရေရဒီ main စံစာ ဒါအောင်မှ upgrade လုပ်လာရဆိုတော့မနေ့ထဲကလည်းကျွန်တော်သဘောကျပြီအဲ tele photo ကို tele macro ကျွန်တော်ဆန်းရကြည့်မယ်ဆိုဟွန်းဒီမှာပေါ့နော်ထွက်လာရ reset ပေါ့နော်ဆိုတော့မဆိုးပြောရမယ်ဒါပေမဲ့ camera ဘိုင်းလည်းအသေးစိတ်ကျွန်တော်တို့ဟို unboxing မှာတော့ဘာမှအများကြီးကျွန်တော်မပြောချင်ဘူး audio တော့မယ် ါလေနည်းနည်းလေးတော့နည်းနည်းလေးတိုးရလို့ခံစားရမှာနော်လောင်းနက်စပိုင်းလေးကျွန်တော်နည်းနည်းသိတော့အားမရဘူးဆိုတော့ battery 5000 mAh 31W နဲ့အပြည့်သလိုရမယ်ဆိုတော့ဒီ Xperia 1 Max 7 unboxing လေးကတော့လောလောဆယ် ဘာမှအများကြီးမမျောလင့်ထားနိုင်ဘူးပေါ့နော်ဟောဆိုတော့ဒီမှာ dedicated camera button လေးအာဒါပဲသုံးလို့ရကင်မရာ button လေးပေါ့နော်ကျန်တာဘာမှသုံးလို့မရအောင်ဆိုတော့ဒီ Xperia 1 Max 7လေးရဲ့ unboxing လေးတော့ဒီတော့ပါပဲကျွန်တော်မကြခင်ဒီဖုန်းလေးကိုပြုလုပ်ပေးတော့ပို့ရှိပါတယ်အမ်ဆိုတော့အဆုံးထိကြည့်ပေးတော့လဲကျေးဇူးအများကြီးတင်ပါတယ်